ဟယ်လိုမင်္ဂလာပါကျွန်တော်ဒီဘက်ဂေမီယာဖောင်ဒါဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗာပြောကြပေးမယ်ဆိုတော့ကျွန်တော်လက်တော့တွေဝယ် PC တွေဝယ်တဲ့နေရာမှာအဓိကရွေးချယ်ဝယ်ရန် processor အကြောင်းမဖြစ်ပါတယ်ကျွန်တော်တို့ဆိုလို့ရှိရင် processor ဘာကိုရွေးချယ်ရမလဲဆိုတာအခက်အခဲရှိတယ်တဲ့ဒါကြောင့်မို့ဒီခက်ခဲကျွန်တော်တို့ဘယ်လိုဖြေရှင်းရမလဲဆိုတာကျွန်တော်ပြောပြပေးမယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ processor ပေါ့နော်အဓိက processor မှာဆိုလို့ရှိရင်ကျွန်တော်ရွေးချယ်တာနှစ်ခုရှိတယ်ဒါကဘာလဲဆိုလို့ internet ryzen ဆိုပြီးနှစ်ခုရှိတယ်နောက်ဆုံးနေ့ရှင်းပိုင်းမှာဆိုလို့ရှိရင်တော့ ryzen ကမပေါ်သေးတာဖြစ်တဲ့အတွက် intel ကိုသုံးခဲ့ကြတယ် intel ကိုသုံးတဲ့နေရာမှာ intel က single core processor သုံးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘာမှမကောင်းကောင်း ရိုင်းမရခဲ့ဘူးဒါကြောင့်နောက်ဆက်ကုနေမှာဆိုလို့ရှိရင်ကျွန်တော်တို့ Ryzen ကပေါ်လာခဲ့တယ်ပေါ့နော် Ryzen processor ပေါ်လာတယ်ဒီ processor ရဲ့အချိန်မှာကျွန်တော်တို့သူက Multicore processor သုံးတာဖြစ်နေတယ်ကျွန်တော်တို့ gaming တွေ content creation design တွေဒီအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့အာ performance ကောင်းခဲ့တယ်ပေါ့နော် performance ကောင်းလို့ရခဲ့တယ်ဒီလိုနဲ့ပဲ Ryzen ကနာမည်လေးတစ်ခုရလာခဲ့တယ်ဒီလိုရလာတဲ့အချိန်မှာ Intel ကလည်း Ryzen ကိုအမိလိုက်ပြီးတော့ကြိုးစားလာတယ်ကြိုးစားပြီးတော့သူတို့လည်း performance ကောင်းကောင်းနေရလာဖို့ကိုသူတို့ကြိုးစားပြီးထုတ်လာတယ်ဒီလိုအချိန်မှာပဲ Intel နဲ့ Ryzen ကအပြိုင်ဆိုင်ဖြစ်လာခဲ့တယ် P ဖြစ်လို့ Ryzen ကအဲကျွန်တော်တို့ graphic တွေလို့ရှိရင် video editing နေဒီအတွက်ဆိုလို့ရှိရင်တော့ကျွန်တော် Ryzen ကိုပို့ပြီးသုံးနေခြင်းတယ်ဘာလို့ဆိုလို့ရှိရင်သူကဘာကောင်းလဲဆိုလို့ရှိရင် multi core processor သုံးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ video editing နေခါမှာ multi tasking နေပြီးလို့ရှိရင် modeling လုပ်တဲ့ခါမှာ multi tasking နေအဲ gaming လုပ်တဲ့ခါမှာ multi tasking streaming နေဒါအတွက်ဆိုလို့ရှိရင် Ryzen ကပို့ပြီးကောင်းတယ်ပေါ့နော်နောက်ခုကြားမှာသူကြားချက်တစ်ခုကဘာလဲဆိုတော့ Intel က heat data မြန်ပြီးတော့ အာများတယ်ဗောနော်ဟီတတာမြန်နေမြန်နေများလဲများမယ် Ryzen ကြတော့အဲ့လိုမဟုတ်ဘူးသူကဟီတတာနဲတယ်အဲဒါကြောင့်မလို့ကျွန်တော်ကတော့ Ryzen ကိုရေးသိခြင်းနဲ့သူက Ryzen ကိုရေးမယ်ဆိုရင်ကျွန်တော်တို့အဲကျွန်တော်တို့ processor အသစ် upgrade လုပ်ခြင်းမှသာလျှင်ကျွန်တော်တို့ processor လဲရမယ်ဗောနော်လဲဖို့ခွင့်ရင်းများမယ်တင်းကတော့သူကမဟုတ်ဘူးသူက ခဏခဏလေယာဘူဖြစ်နိုင်ခြင်းများတယ်ဘာလို့လဲဆိုလို့ရှိရင်သူက heat တယ် heat တယ်ကျွန်တော်တို့အတွက်လုံငန်းအတွက်တော့အဆင်မပြေဘူးဒါကြောင့်မလို့ကျွန်တော်ကတော့ Ryzen ကို recommend ပေးတယ်ဒီလိုတော့ဘာလို့ရွေးစီရှင်လဲဘာလို့ရွေးတင်တယ်လို့ထင်လဲဆိုတာကျွန်တော် comment မှာမှန်းခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ပြီးတော့မှပြန်တွေ့ပါမယ်